ဟယ်လိုဒီနေ့မှာတော့ငါစာပတ်ကင်ကောက်ကောက်ကြရတဲ့သူတွေအတွက်အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရမယ်ငါစာပတ်ကင်နေနဲ့အချင်းရေ source လုပ်နေလေးကိုလှုပ်ပြပေးမှမလို့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်လိုက်ကြရအောင်နော်အရင်ဆုံးနေနဲ့ကတော့ပအောင်ပစ္စည်းလေးတွေမိတ်ဆက်ပေးပါမယ်ရှင်အဓိကပါမှာတော့ငါပေါ့နော်ဒီနေရာမှာဘာငါဖြစ်သုံးလို့ရပါတယ်ရှင်ခုလိုမျိုးငါမရှိဘူးဆိုစလာဘီယာလည်းသုံးလို့ရတာပေါ့နော်လုံးဝကြေးကိုမချွတ်ထားတဲ့ငါဖြစ်ရမယ်ဘိုက်ခွဲပြီးတော့ရေးစေးထားပေးပါမယ်ရှင်ငါကင်ဖို့အတွက်နဲ့အချင်းရေ source လုပ်ဖို့အတွက်ပအောင်ပစ္စည်းငါမျိုးပေါ့နော်စပလင်ကျတုံဖြူငယ်ဒီစိတမယာတီးပြရနဲ့နန်းနန်းပင်အမြင့်ဒီကနေ့ငါစာပတ်ကင်ဖို့အတွက်အဓိကလုံးဝမရှိမဖြစ်တာကတော့အစာနဲ့အထွေထွေဂျုံမို့ပါရှင်မရှိဘူးဆိုရင်တော့ဆက် မုတ်သုံးလို့လည်းရပါတယ်ရှင်အဲ့ဒါဆိုရင်တော့စပြီးတော့กินလိုက်ကြရအောင်เนาะအရင်ဆုံးအနေနဲ့ကတော့ငါစာပတ်ကင်လုပ်ဖို့အတွက်ကိုစာနဲ့အထွေထွေဂျုံမုတ်ရောနယ်ပေးရမယ်ရှင်ဒီနေရာမှာအထွေထွေဂျုံမုတ်မရှိရင်စမုတ်သုံးလို့လည်းရပါတယ်เนาะအစဉ်ကတော့စာကို6ဆုံ9ဆုံလောက်သုံးပါတယ်ပေါ့เนาะအထွေထွေဂျုံမုတ်ကြတော့နည်းနည်းပို short ထည့်တယ်ရှင်သူကငါစာပတ်ကင်ဖြစ်တဲ့အတွက်စာကိုပို့ထည့်ပေးရမယ်ဒီအထွေထွေဂျုံမုတ်ကြတော့ short ထည့်ပေးရအောင်ပေါ့เนาะငါစာ3စာအရောသဘောနဲ့ပေါ့เนาะသူ့ကိုရောပြီးတော့နယ်ထားပြီးလိုက်ပါမယ်ဒီနေ့ငါစာပတ်ကင်ဖို့အတွက်ကိုတော့ဒီကအကင်ပြားအစ်စ်လေးမှထားတဲ့လင်းနဲ့กินပါမယ်เนาะသူကကြတော့ငါกินတဲ့အကင်ပြားလေးပေါ့เนาะသူ့ကိုဝယ်ထားတော့ဘတ်တရာတော့မပြည့်ဘူးရှင်အရင်မိုက် က်ရနော်ဒါလေးနဲ့ကင်ဆန်ကြည့်ပါမယ်အရင်ဆုံးငါစာပတ်ကင်ဖို့အတွက်ကိုငါရဲ့ဘိုက်သားထဲကိုစပလင်ကိုထုထောင်ပြီးတာနဲ့ခုလိုမျိုးထုံပြီးတာနဲ့ဘိုက်သားထဲထည့်မယ်နော်ငါရဲ့အညီနဲ့မရှိအောင်လို့ငါရဲ့ဘိုက်သားကိုတေးချဆေးပေးဖို့တော့လိုပါတယ်နော်ပြီးတာနဲ့ငါတွေကိုနဲ့ထားတဲ့အမုတ်ပေါ်မှာတင်ပေးပါမယ်ရှင်ဒီနေရာမှာထပ်ပြီးတော့သတိပေးချင်တာပေါ့နော်ငါကြေးကွန်လုံးဝချွတ်ထားတဲ့ငါမဖြစ်ရပါဘူးနော်အဲ့လိုမှမဟုတ်ဘဲနဲ့ငါကိုကြေးကွန်ချွတ်ထားပေးလိုက်မယ်ဆိုရင်ဟိုဒီကနဲ့ထားတဲ့စာနဲ့ဒီဂျုံမုတ်တွေပါပေါ့နော်အသွင်သားကြီးစိတ်ဝင်သွားပြီးတော့တကောင်လုံးငံ့ပြီးတော့လုံးဝစားလို့ရမှာမဟုတ်ဘူးရှင်အဓိကပြောချင်တာကတော့ငါစာပတ်ကင်ဖြစ်တာကြောင့်မလို့กินတဲ့အခါ ကြေးကွန်တွေကပါဝပါရပါမယ်နော်ခုလိုမျိုးနယ်ထားတဲ့အမုတ်လေးတွေကိုတေချာနက်နက်ဆက်ဆက်လေးအုပ်ပေးထားလိုက်ပါမယ်နော်ခုလိုမျိုးငါးတကောင်လုံးကိုဖဖြူဖဖွေးအုပ်ပြီးသွားပြီဆိုတာနဲ့ဒီအကင်ပြားတဲကိုထည့်လိုက်ပါမယ်နော်သူကကြတော့ဒီငါးတကောင်စာအတွက်ကွက်တိပဲပေါ့နော်ထည့်ပြီးွားရတယ်ဒီကကလစ်လေးပါပေါ့နော်ညက်လိုက်အဲ့ဒါဆိုရင်တော့စကင်လို့ရပါပြီရှင်ခုဆိုရင်တော့ငါစကင်နေပြီပေါ့နော်ဒီနေရာမှာမီးအများကြီးနဲ့กินလို့မရဘူးနော်မီးအနေတော်လောက်နဲ့စိတ်ရှိရှိလေးနဲ့กินပြရပါမယ်ငါစာပတ်กินတဲ့ခါအကြက်ညီစေဖို့တော့တစ်ဖက်နဲ့တစ်ဖက်လက်ပေးဖို့လည်းမမေ့ပါနဲ့နော်ဒီနေရာမှာပြင်လို့ဆိုပြီးတော့တချမ်းစုတချမ်းအကြာကြီးပဲပြစ်ထားလိုက်မယ်ဆိုသူသွားတတ်ပါလေနော် ော်နောက်တစ်ခုကကျတော့၅ဘိုက်သားတွေကနေกินတဲ့အချိန်အရင်ထွက်လာတာမို့လို့ဒီ၅ဘိုက်သားကိုမောက်ထားပြီးဖို့လည်းမမေ့ပါနဲ့နော်ခေါင်းပိုင်းကိုငှိုက်ထားပြီးဖို့လည်းလိုပါတယ်ရှင်กินတဲ့ခါကျရင်အကြက်ညီပြီးတော့ကကောင်းလေးစားရဖို့အတွက်ဆိုရင်တော့စိတ်တော့နည်းနည်းရှိပေးရပါမယ်နော်အခုသုံးနေတဲ့အကင်ပြားလေးကိုသတိထားမိတာပေါ့နော်လုံးဝလက်မနာတာပဲရှင်အရင်တော့ဝသစဉ်ငါกินတဲ့ခါကျရင်လေးနည်းနည်းအပြားခက်ကြီးကြီးပဲပြားလေးတွေသုံးလို့ပေါ့နော်လက်တအားနာတယ်လက်ကင်မပါလို့လားမသိဒါလေးကလက်ကင်နဲ့ဆိုတော့အဆင်ပြေနေရောအခုဆိုရင်တော့ငါစားပတ်กินနေတာမိနစ်20လောက်ရှိပြီဆိုတော့ तू စကြက်နေပြီပေါ့နော်အဲ့ဒါအသွင်းထိကြက်မကြက်ကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ငါအသွင်သားချက်မချက်ကိုတိတဲ့နီလန်လေးကတော့လုံးဝမသုံးရသေးတယ်။သွားကြထိုးတဲ့အတန့်လေးနဲ့ထိုးကြည့်ပေးရပါမယ်နော်။ငါတွေကကက်မပလာဘူးဆိုတာဆိုရင်တော့ကြက်တဲ့သဘောပါပဲရှင်။အဲ့ဒါကိုနှစ်ဖက်နှစ်ချမ်းစလုံးကိုခုလိုမျိုးဖောက်ပေးလိုက်ပါမယ်နော်။ဒါမှပဲအသွင်သားတဲ့ဒီကကောင်ချက်ပြီးတော့ပို့ပြီးတော့စားကောင်ရအောင်ပါရှင်။ခဏတအောက်လောက်ထားရင်တော့စားလို့ရတဲ့အခြေအနေလေးဖြစ်ပါပြီရှင်။မစားခင်မှာတွဲစားဖို့အတွက် sauce လေးစားလို့ပါမယ်ရှင်။ကြက်သွင်ဖြူဥကြီးကြီးလေးဥပါမယ်။နနံပင်အမြင့်သုံးမြင့်လောက်ပေါ့နော်။ပြီးတာနဲ့ငရုတ်ဒီစိန်ကိုကိုစားနိုင်တဲ့လောက်ထည့်လိုက်ပါမယ်။ပြီးတာနဲ့အားလုံးကိုခန့်ညက်ညက်လေးထောင်ပေးလိုက်ပါမယ်နော်။ထောင်လို့ပြီးသွားပြီဆိုတာနဲ့ sauce လို့ပို့အတွက် ာစပြင်ပါတော့မယ်နော်ပကံတစ်ခွက်တည်းကိုခတ်ထုတ်လိုက်ပါမယ်ရှင်အချုံမုတ်လက်ဖက်စာစွန်းတစ်စွန်းထည့်မယ်ငံပြရည်ကိုတစ်စွန်းခွဲထည့်မယ်ထမင်းစာစွန်းနဲ့နော်တကြားကိုတစ်စွန်းထည့်မယ်တမရသီးကိုလည်းအလုံးကြီးကြီးအရေရှွှဲရှွှဲလို့တစ်လုံးလောက်ညှစ်ထည့်လိုက်မယ်နော်ပြီးတာနဲ့ရေရိုးရေဒါမှမဟုတ်ရေခွနနွေလေးကို၄၅စွန်းလောက်ထည့်လိုက်မယ်ခုလိုမျိုးအလုံးကိုနက်နက်ဆက်ဆက်ရောသမမှွေလိုက်မယ်ဆိုရင်ငါးစာပက်ကင်နဲ့တွဲစားလို့အရန်လိုက်တဲ့ sauce လေးရပါပြီရှင်ချက်တဲ့ခုဆိုရင်နော်ငါးစာပက်ကင်နဲ့တွဲစားတဲ့ sauce ပြပြနစ်နစ်လေးရဲ့အတီးရွက်ရဲ့ကွက်တိပဲပေါ့နော်ချိလိုက်ပါအောင်ရှင်လုံးဝစားချင်းစရာအရန်ကောင်းတယ်နော်အရင် င်ဦးဆုံးမစားခင်မှာအပေါ်ရန်ကအခွန်လေးတွေကိုခုလိုမျိုးခွာထုတ်လိုက်ပါမယ်နော်။ငါစားပက်ကင်ကကောင်တကောင်ဆိုရင်တော့ခုလိုမျိုးကြေးခွန်လေးတွေကခွာရအရန်လွယ်ပါလေရှင်။ဒါဆိုရင်တော့အာမနာတန်းစစားလိုက်ပါတော့မနော်။ကြည့်လိုက်ပါဦး။ငါစားပက်ကင်လေးရဲ့အသားရဲ့အိဆက်မှုကြီးရပါနော်။လုံးဝချက်ချောက်ကက်ကက်မဟုတ်ဘူးနော်။သူ့ရဲ့အသွင်းတွေကထွက်လာတဲ့အစီအနစ်လေးနဲ့ပေါ့နော်။အဆိုဓာတ်လေးကရှိနေသေးတယ်ရှင်။ငါအသားလေးကလည်းအိဆက်ပြီးတော့ကောင်းမကောင်းပဲ။ပြီးတာနဲ့ခုလိုမျိုးပေါ့နော်။အရွက်လက်လက်ဆက်ဆက်လေးရဲ့ငါစားပက်ကင်လေးရဲ့ဒီက sauce ပြပြနစ်နစ်လေးတဲ့ဆိုလုံးဝကွက်တိပဲပေါ့နော်။သူကအရွက်ပြုတ်နဲ့စားတာထက်ပေါ့နော်။ င်ခုလိုမျိုးအရွက်လက်လက်ဆက်ဆက်လေးနဲ့အစိမ်းစားရတာပိုကောင်းတယ်ရှင်။ဆိုင်မဝယ်စားတဲ့အခါကျရင်ငါးကလေးဟိုဘယ်လိုမျိုးပြောအကြက်လွန်ပြီးတော့၆ဝါးရာတို့ဒါမှမဟုတ်မကြက်သေးတာတို့တွေပေါ့နော်။ပြီးရနဲ့ sauce တွေကလည်းအရေးကြကြဲနဲ့တိတ်ပြီးတော့မကြိုက်ဘူး။တခြားနေရာမှာတော့မသိပေါ့နော်ဒီထိုင်းဘက်မှာဆိုရင်တော့ငါစားပတ်ကင်ရလေးခုလိုမျိုးဆိုရင်အနည်းဆုံး200 300လောက်ပေးဝယ်စားရတာပေါ့နော်။ပြီးရနဲ့တိတ်ပြီးတော့စိတ်တိုင်းမကြောက်ပေါ့နော်။အဲ့ဒါကြောင့်မလို့ကွာကိုပဲအိမ်မှာလှုပ်စားဖြစ်တယ်ပြီးရနဲ့ပိုစားကောင်းတယ်ပိုပြီးတော့တန်တယ်လေနော်။ Okay ဒီနေ့မှာတော့သစဉ်ကအရင်စားကောင်းတဲ့ငါစားပတ်လေးနဲ့ sauce လေးကိုလှုပ်ပြပြလိုက်ပြီမို့လို့လိုက်လှုပ်စားဖို့မမေ့ပါနဲ့နော်။အားလုံးနှုတ် ဆက်လိုက်ပါတယ်အားလုံးပဲတတား